တဘာဝရဲ့အလှပတွေကိုတကယ်ကိုတနေတဲ့ကြီးပေါ့နော်တမျိုးတရားရောက်တာခံစားရတယ်။ကျောင်းမှာဆိုတော့ဒီလိုမျိုးအလှပတွေရှိပေါ့နော်အခုဒီရဲ့တော်ရီတောင်းနေအာဘယ်လိုခေါ်မလဲနှပါရဲ့ဒီစောက်လေးအခုချင်းရောက်နေပါလေအဲ့ဒါကအာမရှိတဲ့ဇွဲကပင် ဖယ်လင်းပေါ့နော်ရီစော့မှာချိန်ရောက်ချိန်ရောက်နေတယ်။ညဘက်ကုန်ဒီပွဲတစ်ခုရှိရကြောင်းဒီဒီမတဲနေပေါ့နော်။အကျပ်ပြန်မှန်းမိနေလေမင်းညတော့ကဟိုခီးစော့ထားမယ်ဆိုစိတ်ရမအိပ်ဘူးပေါ့နော်။ပြောတဲ့ချိန်မှာစိတ်ကအိတ်ချင်တယ်။ဘောဒူအစ်ချင်စိတ်ကမအိတ်ဘူးအဲ့တော့ဘသူလို့ဆိုပြီးတော့အပြေကိုထွက်ကြည့်တဲ့တက္ကလာမှာ

်တက်ကြမမဆန်းဆန်းကပြီးဆန်းချက်ပါစေ။ဆင်းရဲတော့တောင်းကြည့်ပြီးတော့အလောက်ခံစားမိတာပေါ့နော်။